အလုံး2015မှာဟိုအဲမြန်မာတိုင်းသားလူသားပြည်သူတရားလုံးအဲလူသားအလုံးအဲတရဝအလုံးစိတ်ချမ်းသာဆန္ဒကိုယ်ချမ်းသာဆန္ဒနဲ့လုံးတော်ရပြည့်စုံကြပါစေလို့ဆုမွန်တော်ပေးပါတယ်ခင်ဗျာ2015မှာပေါ့နော်အလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးလူရင်းဆန္ဒတွေအလုံးလုံးတော်ရပြည့်စုံကြပါစေလို့ဆိုတော့ဒီနေ့ကနေဆုတောင်းပေးပါတယ်အာပြည့်စုံကြလုံးစိတ်သစ်လူသစ်နဲ့နှစ်အစ်စ်မှာပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်2015နှစ်သစ်မှာဒီပြည်သက်တွေအကုန်လုံးပြည်သူဒီလာတွေ မနိုင်ငံမှာနိုင်ငံနိုင်ငံသားတွေအကုန်လုံးဘာလို့လာတာလဲအကုန်လုံးဟုတ်ကဲ့ကျမ်းမာကြပါစေအလုတ်ကိုင်းနေစီးပွားတွေတိုးတက်ကြပါစေစိတ်ပွားရင်းကိုပါကြပါစေမြစ်တမကျွန်တော်ဘောနော်စပြီးတော့ရိုက်တဲ့ချိန်အစပြီးဒီချိန်ထိအားပေးတာတဲ့ပြည်သက်များအားလုံး ိုအလုပ်ကနေလည်းဆင်ပြေပါစေစိတ်ချမ်းသာပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။တစ်တီခဏခဏခုပါခုစိတ်ကူးနဲ့ပြောင်းနိုင်ရင်လည်းဟိုအဟောင်းဆိုတာမေ့သွားနိုင်တာပေါ့ဒါကြောင့်မို့လို့မပျော်ရွှင်စရာကိစ္စတွေစိတ်ညစ်တဲ့ကိစ္စတွေနောက်ပြီးတော့မကောင်းတဲ့ကိစ္စတွေအားလုံးအဟောင်းမှာပဲထားခဲ့ပါအစ်စ်မှာတော့အကောင်းတွေပဲယူဆောင်သွားဖို့ဘမိုးကတိုက်တွန်းရင်းနဲ့ဆုတောင်းပေးချင်ပါတယ်။အာ2015ခုနှစ်မှာကျွန်တော်ယူရှင်လောကကြီးလေးဒီတဲ့အောင်မြင်တိုးတက်ပြီးတော့တိုးဆောင်မောင်းများစွာအများကြီးထွန်းတောင်းနိုင်ပါစေ။အဲပြီးတော့ ်နိုင်ငံသူနိုင်ငံသားများအားလုံးကဘာသူကဘာသားများအားလုံးချမ်းမှချမ်းမှချမ်းသာပါစေလို့ကျွန်တော်ဆုမွန်တောင်းပေးပါရခင်ဗျာပျော်ရှင်ခြင်းတစ်တည်းပျော်ရှင်ခြင်းနေနဲ့ကံကောင်းခြင်းတစ်တွေနဲ့ကျုံတွေ့ရပါစေပြောချင်ပါတယ်ရှင်မြန်မာပြည်သူပြည်သားများအားလုံးတယောက်ယောက်ကိုကြောက်နေရတဲ့ပြည်ရခင်ဝေးပါစေပြီးတော့လွတ်လပ်စွာပြောရေးဆိုခွင့်တွေးခေါ်ဖန်တီးနိုင်ပါစေလွတ်လပ်စွာဆက်သွယ်လှူရှာနိုင်ပါစေတစုံတစ်ခုက တဆုံးတစ်ဦးကတယောက်ကမြတ်ပတ်ချင်မှခင်လို့ပါစီလို့ဆုတောင်းပေးလိုက်ပါတယ် မြန်မာ celebrator ကိုပြိုက်သက်ပြီးအားလုံးမင်္ဂလာပါရှင်အခု2015ခုနှစ်မှာစပြီးတော့ကိုကိုကြီးစိတ်ကိုကြီးတမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့2014မှာကြံခဲ့တဲ့ကိုမလို့ခြင်းနဲ့အဟောင်းတွေအကုန်လုံးကိုထားခဲ့နိုင်ပြီးတော့နှစ်သစ်မှာလူသစ်စိတ်တင်နေပေါ့နော်ကြော်ရှင်မှုရဲ့အများကြီးရပါသေးနှစ်သစ်မှာနေဟောင်းကအမြင့်ကြီးတွေအားလုံးစွန့်ခွာပြီးတော့မှားခဲ့တာတွေမှန်နိုင်အောင်လို့အမြန်ဆုံးစဉ်းစားဆင်ခြင်ပြီးတော့မှပြင်ဆင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နှစ်သစ်2015မှာချက်ပြိတ်သက်ကြီးအားလုံးစိတ်ချမ်းသာ စိတ်ချမ်းသာကိုချမ်းမာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ပါစေလို့ဆုတောင်းပေးပါရရှင်။တနေ့တစ်ခါတော့နှစ်သက်ကရောက်နေမှာပါ။တပြေးပြေးတော့အသက်တွေကြီးလာကြပြီပေါ့။အဲတိုင်းသူပြည်သားတွေလည်းဟိုအသက်ကြီးလာတယ်လို့ပဲဟိုမျောလင့်ချက်တွေလည်းပိုပိုကြီးလာနိုင်မယ်လို့ထင်တယ်။ဒါပေမဲ့မျောလင့်ပြီးတော့အိမ်မက်မက်နေရင်လည်းမရဘူး။ကိုယ်တိုင်လည်းလုပ်ကြပါဦးလို့ အဲ့တော့ကြောင့်နေတဲ့မှာတော့စိတ်ချမ်းသာစေချင်ပါတယ်တနိုင်ငံလုံးကိုဒါပေမဲ့နည်းနည်းကိုယ်တိုင်လည်းအားထုတ်ကြပေးပါအောင်လို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါမြန်မာ celebrities.com ကပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အင်ဂျန်2015မှာပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာနဲ့ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည်စုံပါစေလို့လည်းဆုမွန်ကောင်းတောင်းချင်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်တစ်နှစ်ဖြစ်ပါစေလို့လည်းဒီများနေပြီးတော့ဆုမွန်ကောင်းတောင်းချင်ပါတယ်ဒီလိုတယောက်ချင်းစီပါ ဇာတာတွေရှိသလိုနိုင်ငံတကာနိုင်ငံရင်းစီပါတဲ့ဇာတာတွေရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကလာမယ့်2015မှာအကောင့်တကအကောင့်ဆုံးဇာတာကွန်ရက်မှာရောက်ရှိနေပါစေနိုင်ငံမှာရှိကြတဲ့နိုင်ငံလုံးမှာရှိကြတဲ့ပြည်သူပြည်သားတွေမိဘပြည်သူများအားလုံးပါပဲဖြစ်ချင်တဲ့ဇာတာတွေလိုချင်တာတွေအမြန်ဆုံးပြည့်ဝပြီးတော့ရကြပါသေးလို့ကျွန်တော်ဆုတောင်းပေးတယ်မြန်မာ celery.com ကိုမြန်မာအပိနေပိတ်သက်များအားလုံးမင်္ဂလာပါအမွန်ကတော့ဒီ2015ခုနှစ်နှစ်သက်လေးမှာ ားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့ကိုလူရဆန္ဒများအားလုံးပြည့်ဝဖို့အတွက်ရှောက်လန်းနိုင်မှုအရယူနိုင်မှုအားရနေအားလုံးဖြည့်ဆည်းနိုင်ပါစေအားလုံးတခဲနဲ့ပျော်ရွှင်နိုင်ပါစေလို့အမွားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တတိုင်းပြည်လုံးမှာရှိရဲ့အမျိုးတွေရောတကဘာလုံးမှာရှိရဲ့အမျိုးတွေကောလုံးစိတ်ချမ်းချမ်းသာသာနဲ့ ုံးလုံးအဆင်ပြေကြပါစေလို့တက်နိုင်ဆုံးပါတော့ဒီနှစ်သစ်မှာပေါ့နော်ပျော်ရွှင်ခြင်းအသစ်တွေအောင်မြင်ခြင်းအသစ်တွေနဲ့လူဝင်ဆန္ဒတွေအားလုံးပဲပြေပါပြီးတော့ပြည်သက်ကြအားလုံးပဲပျော်ရွှင်ပါစေလို့ဆန္ဒဆက်တောင်းပေးပါတယ်ရှင်အသစ်အသစ်တွေနဲ့ပြန်ဆောက်ဖို့အတွက်ခွန်အားတွေအများကြီးမျှဝေထားနိုင်ပါစေလို့ကျွန်တော်ဆက်တောင်းပေးပါတယ်ခါနှစ်သစ်မှာပြည်သက်ကြအားလုံးစိတ်သက်လူသက်နဲ့ပျော်ရွှင်ရွှင်စိတ်ချမ်းသာနဲ့လာနဲ့ဖက်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီမှာ celebrity တို့ကပြည်သက်များအားလုံးမင်္ဂလာပါအဲ2015ခုနှစ်နှစ်သစ်မှာအားလုံးပဲ လူရင်ဆန္ဒတွေတလုံးတစ်ပါးပြည့်စုံပြီးတော့ဘေးရန်တွေအကင်းကင်းနဲ့ က်တန်းနိုင်ကြပါစေလို့ကျွန်တော်ထုတ်ပို့ဝါဆုတောင်းပေးလိုက်ပါတယ်2015မှာတော့အားလုံးကံကောင်းခြင်းတွေရလာပါစေလို့ပြီးတော့အဓိကတော့မိသားစုရဲ့ကျန်းမာရေးစီးပွားရေးပေါ့နော်အဆက်ဆက်အရေးအားဒီထက်မကတိုးတက်ပြီးတော့မှဟိုကြီးပွားကြပါစေလို့ဝမ်းလေးဆုတောင်းပေးပါတယ်ကျွန်တော်မကောင်းတာတွေအကုန်လုံးထားခဲ့ပြီးတော့2014ရဲ့မကောင်းတာတွေအကုန်လုံးထားခဲ့ပြီးတော့ကျွန်တော်ကောင်းတာတွေအကုန်လုံးတည်သွားမယ်2015ရဲ့ကောင်းတာတွေအကုန်လုံးကျွန်တော်တို့သိမ့်ပိုက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်စင်မပြေတာရင်လည်းအားလုံးပြန်စင်ပြေနိုင်ပြီးတော့အဲမြဲတဲ့စိတ်ချမ်းသာကိုကျမ်းမာတယ်မြဲတဲ့ပြည့်ရ င်လာကြပါစေလို့ညီမတရားမျိုးစတင်လာတာ2015မှာကျွန်တော်တို့နှလုံးသားတွေဖွင့်မထားပဲခေါင်းကိုမက်အုံနောက်ကိုလှက်ပြီးတော့ရရကိုအကောင်းဆုံးပြင်ဆင်ကြပါစို့လို့ပဲကျွန်တော်ပြောချင်ပါတယ်2015ကတကယ်အကြောင်းလေးတစ်ခုပါမြန်မာ celebrity တက္ကံပြည်သက်ကြီးအားလုံးမင်္ဂလာပါရှင်။တမရဟန်တီပါ။အခု2025ခုနှစ်မှာပြည်သက်ကြီးအားလုံးချစ်ရတဲ့မကြီးကိုကြီးမကြီးနဲ့ပြည့်စုံပြီးတော့အကောင်းအလွန်ဆန္ဒ၃ရက်နေ့ပြည့်စုံပါစေလို့ဟန်တီကနေပြီးတော့ဆုတောင်းပေးလိုက်ပါရဲ့။အားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။